ဒီ VV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်ပလောင်ပြည်နယ်လူမျိုးရေးတပ် UPSLF ရဲ့ကိုစလဲရီနဲ့စစ်ကောင်စီဘက်ကကိုစလဲရီဟာတရုတ်နိုင်ငံရဲ့ဂျာဝင်စီစဉ်မှုနဲ့ပြစ်ခတ်ရေးဆေးရေးအတွက်နှစ်ရက်တာထပ်မံဆွေးနွေးခဲ့ပေမဲ့အဖြေမထွက်ပဲပြီးဆုံးခဲ့တယ်လို့မေလ၂ရက်နေ့မှာတန်အမျိုးသားလူမျိုးရေးတပ်မတော် TNLA ကထုတ်ပြန်ခဲ့ပါတယ်။ တရားနယ်နေတက်တွေအနေနဲ့နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပြန်လည်ဆုတ်ခွာပေးရမယ်ဆိုတဲ့တောင်းဆိုချက်ကို PSLF ကိုယ်စားလှယ်တွေကသဘောမတူနိုင်တာကြောင့်ဆွေးနွေးမှုအဆင့်မတက်ပဲပြီးဆုံးခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ KNUK မြို့သားစီယုံကော်တူးလေအုပ်ချုပ်နယ်မြေခလဲလွီထူခရိုင်မူးမြို့နယ်ကစစ်ကောင်စီကခြေကုပ်ယူထားတဲ့နေရာတွေကိုကင်မြို့သားလူမျိုးရေးတက်မရော ကန်နယ်လေးဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်တွေကတိမ့်ယူရှင်းလင်းနိုင်ခဲ့တယ်လို့ကင်မျိုးသားစီယုံဘဟုကမေလ၂ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။မန္တလေးမြို့မှာမိုးတဲထက်အောင်ရွာသွန်းခဲ့တာကြောင့်ယာယီတဲနဲ့နေထိုင်နေရတဲ့ငလင်ဘေးတင့်ပြည်သူတွေနေထိုင်ဖို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။